အလုံးမင်္ဂလာပါ အလုံးတိကျတဲ့အတိုင်းသွေးလင်းထက်ကတော့အမှတ်နဲ့စာမေးစီမှာရှုံသွားပြီပေါ့ဗျာပွဲကတော်တော်လေးကိုကြည့်ကောင်းခဲ့ပြီးတော့စာမေးကသွေးလင်းထက်ကိုတစ်ဖက်သက်လိုမျိုးပြားပေးကစားခဲ့တာပါသွေးလင်းထက်ရဲ့ပတ်သက်တော်မိခဲ့ပေမဲ့မှတ်စင်ရခံရတဲ့အထိပဲဖြစ်ခဲ့တာကြောင့်မလို့စာမေးကတော့ဒီပွဲကိုအေးစစ်စစ်လိုပဲအနိုင်ရရှိသွားခဲ့တာပါသွေးလင်းထက်ကဒီပွဲမှာ သက်လို့မကောင်းမဲ့နဲ့တော်တော်လေးကိုယုံခံခဲ့ရတာပါဒါကသွလင်းထက်ကတကယ်ပဲအင်းစားကိုချိန်ညှက်အောင်မလုပ်ခဲ့တာလားဆိုတာစဉ်းစားစရာတော့ဖြစ်နေတာပါပုံမှန်ဆိုသွလင်းထက်ရဲ့ဒုတိုက်ချက်ခြေခံချက်တွေထွက်လာပေမဲ့ဒီပွဲမှာသိမ့်မမြင်ရသလိုပါပဲပတ်တောင်ရိုက်ချက်ကတော့စာမေကိုလဲကျသွားခဲ့စေပေမဲ့အမတ်စင်အေးခံရတဲ့အထိပဲဖြစ်သွားခဲ့တာမလို့သွလင်းထက်အတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ် ဒီပွဲနိုင်ရလို့ရှိရင်စာချုပ်ရတော့မယ်သွေးလင်းထက်ကတော့ပွဲကိုအနိုင်မထိုးနိုင်ခဲ့တာကြောင့်ပဲတော်တော်လေးကိုနင့်နာခဲ့ရတယ်လို့ဆိုရပါမယ်ရိုးရလက်ဝဲသမားတွေကကစားသမားချင်းချင်းပူကပ်လို့ရှိရင်တော်တော်လေးကိုအားနေတာကိုဒီပွဲစဉ်မှာလည်းတွေ့မြင်ခဲ့ရတာပါမြန်မာပြည်သက်တွေအတွက်ညှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ဒီပွဲကတော့ကစားသမားကိုပဲပြစ်ဆိုလို့မရပဲမွေထိုင်းနဲ့မြန်မာလက်ဝဲက တော်တော်လေးကိုနစ်စနစ်ကွာတယ်ဆိုတာဒီပွဲပဲစင်ကတက်တည်ပါတကယ်ကိုမလက်ရည်ကောင်းတဲ့မြန်မာဖိုက်တာတယောက်ဖြစ်တဲ့သွေးလင်းထက်ကနောက်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ဖို့မျှော်လင့်မိပါတယ်နောက်ပွဲတွေကြာရင်တက်လုံကောင်းကောင်းနဲ့အေစာလေးတည်တည်ချာချာလုပ်ခဲ့ပြီးအကောင်းဆုံးပြန်လဲထိုးတက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်